အားလုံးမင်္ဂလာပါ Dara Manilize ကဖြစ်ပါတယ်ကျွန်တော်တို့သူတာပါဒီ season host ပါ Okay အဲ့တော့ကျွန်တော်တို့ဒီရှစ်တက်ပြီလားဆိုတဲ့အစီအစဉ်လေးကိုပေါ့နော်ကျွန်တော် Cohen Reason နဲ့အတူတူဆက်ပြီးတော့တင်ဆက်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုဒီပြောခဲ့တဲ့ဘာလေးပေါ့နော်ဒီချစ်ချင်းမြတ်တာကိုကျွန်တော်တို့ဒီ insurance ကဒီချစ်ချင်းမြတ်တာကိုတွားတယ်ဆိုတဲ့ဟာလေးကိုအခုခုနပြောထားတဲ့ဒီဥပမာလေးနဲ့ကျွန်တော်ဒါအခုကြုံတွေ့ခဲ့ရတာလေးနဲ့ကြားပြီးရချိန်မှာကျွန်တော်အခုအစီကိုထပ်ပြောမေးချင်တာအဲ အခုဆိုရင်အဲ့တော့ဒါတွေကိုလည်းကိုမျက်စိရှေ့မှာကျွန်တော်တို့ချစ်ချင်းမေတ္တာရှေ့ရတဲ့လူတွေခွဲသွားတာလေကျွန်တော်ဂျုံပူးတယ်အဲပြီးရင်ဒီခါလေးကျရင်အဆင်မပြေတာဒုက္ခရောက်ကြတာဒါမျိုးတွေလည်းကျွန်တော်တို့မြင်ရတဲ့ခါကျတော့ကိုဆိုရင်ရောကိုချစ်တဲ့လူကိုဘယ်လိုဟိုအကာအကွယ်ပေါ့နော်ကျွန်တော်တို့ protection လို့ပဲပြောရမှာဘယ်လိုအကာအကွယ်ပေးချင်တာဘယ်လိုမျိုးခုနပြောလို့ပေါ့ဟိုကျွန်တော်တို့အရင်တော့ကတွေးတဲ့အတွေးဆိုရင်ဒါကိုချစ်ရတဲ့သူကကိုနားမှာရှိနေ safe ဖြစ်တယ်ပေါ့ ဟိုကိုနဲ့ဝေးနေလို့ရှင်စိတ်မချတော့ဟိုသူတခုပဲဖြစ်မလားလမ်းလျှောက်မဲ့ချော်လဲမလားဥမာကျွန်တော်အမေပေါ့ဟိုလမ်းလျှောက်မဲ့ချော်လဲမလားတခုလှုပ်လို့ထိခိုက်သွားမလားဒါမှမဟုတ်သူ့ရဲ့ဒီယောဂခံရုပ်တရက်ကြီးဖြစ်လာမှလားဆိုရဲအသွေးတွေအရင်စိတ်ပူတာပေါ့ဆိုစိတ်ပူရပြန်တေချာပြန်စဉ်းစားခြင်းကိုနားမှလည်းအဲ့လိုဖြစ်သွားနိုင်တာပဲကိုရဲ့ဟိုမှာလည်းဘယ်လိုပြောမလဲအဝေးမှလည်းဖြစ်သွားနိုင်တာပဲဆိုနေရာတိုင်းမှာကိုယ်စိတ်ပူနေရတယ် ပိုဆိုးတာကျွန်တော်ဒီလူလက်ပိုင်းနေရအလုံးလုံးနေတဲ့အချိန်မှာအနီးနားမှာနေဖို့ဆိုတာမလွယ်ဘူးအမြဲတမ်းအဝေးကိုရောက်နေတယ်ဆိုတော့သူတို့ကာကွယ်ပေးဖို့နီလန်းဆိုတာအမြဲစဉ်းစားတယ်ဆိုတော့ဟိုတနည်းအားဖြင့်ကို့ကိုစားပေါ့နော်ကို့ကိုစားသူတို့ပေးမှာဘယ်သူရှိနိုင်မလဲလို့တွေးလိုက်ရင်လည်းဟိုညီကိုမောင်နှမတွေအကုန်လုံးကို့နေရကို့ကို့အလုံးနဲ့ကို့အကုန်သွားကြတော့ဘူးဆိုတော့အဲ့ life insurance ဒီအဲ့ဒါကိုလုပ်ပေးနိုင်တယ်ပေါ့နော်အဲ့တွေးလိုက်တယ်ခုနဆက်ဆက်တဲ့ example လိုမျိုးကျွန်တော်ရဲ့တငယ်ချင်းအမေလိုမျိုး ဆိုတော့သူတို့အကုန်လုံးနောက်ဆုံးမှသူ့အမေစီရောက်လာတဲ့ချိန်မှာခွဲသွားရတယ်ဆိုတဲ့ဟာပဲသူတို့ကကြုံလဲရတယ်ဆိုတော့အမှန်ဆိုရင်ကဒီ life insurance တရှိနေခဲ့မယ်ဆိုရင်ဒီစိုးစိုးဝအချိန်တွေမရောက်ခင်မှာဘာပဲပြောပြောသူတို့အချိန်မီလာနိုင်တယ်ပြီးတော့ life insurance ရှိတဲ့ခါကျတော့ဟိုသူတို့အတွက်စိတ်အေးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့လည်းအဲ့ဒါကိုတွေးမိပါတယ်ဆိုတော့ကိုယ်ကိုချစ်တဲ့သူတွေအတွက်စိတ်အေးဖို့အာကိုစိတ်အေးရဖို့ သူတို့အပြေးအဝကာကွယ်ပေးနိုင်မယ့်အရာတစ်ခုဆိုတဲ့ဟာမှာကျွန်တော် life insurance ကိုကျွန်တော်တွေ့တယ်ဟုတ်အဲ့တော့ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ကဒီဟာကိုခုနအကိုပြောနေတဲ့အထဲမှာမှာကျွန်တော်တချို့ဟာလေးကျွန်တော်ကမှန်တယ်နော်ကျွန်တော်တို့ချစ်တဲ့လူတွေဆိုကျွန်တော်အားမအမြင်ထားခြင်းခုနလေးနေမှပဲသူကတော်တော်လေးကို safe ဖြစ်နေအောင်ဝေးဝေးမတော်နဲ့ခုနမှပဲတောင်းမယ်ဒါပေမဲ့အဲတခါလေးတော့လေအဲ့ဒါလည်းတိတ်မဟုတ်ပြန်ပါတော့ခါကြရင်ကိုက အဲအမြဲတမ်းလေသူ့ထမ်းမှာအမြဲ24/7လေးရှိမနေတာဆိုတော့ကျွန်တော်ကဒီနေရာမှာကျွန်တော်နည်းနည်းလေးထပ်ပြီးတော့အဲ့လိုဖြတ်စုချင်တာပေါ့နော်အကိုရောဘယ်လိုမျိုးလဲပေါ့နော်ကိုချစ်ရတဲ့လူဆိုတော့အဲ့လိုအနီးမှာထားချင်တာဒါမှမဟုတ်ခုနပြောဆိုအခက်ဝေးဝေးမှာရှိနေပေမဲ့လေကိုချစ်ပေးနိုင်ရင်ချစ်ပေးရပေါ့နော်ဟိုတချို့ကြောင့်အလုံးဝအဲ့လိုဟိုအနီးဆုံးမှာထားမှအဆင်ပြေတယ်ဆိုတာမျိုးပေါ့အဲ့ကိုရဲ့အနီးစားကဘယ်လိုမျိုးလဲအမ်ကျွန်တော်ကကိုနားမှာထားတာဟုတ် ဟိုလိုချင်တယ်။ဘာလို့ဆိုတော့ကျွန်တော်အဟိုပေါ့ကျွန်တော်မိသားစုနဲ့ခွဲလာတာဟွာလောက်ပေါ့2018ဆိုတော့ကျွန်တော်ညီရတနေရခုကျွန်တော်ညီမလေးကတနေရလောလောဆယ်အမေကတော့ကျွန်တော်နားမှာရှိတယ်။ဘာလို့ဆိုတော့ကျွန်တော်ခေါ်နိုင်တဲ့အနေထားဖြစ်သွားတာဟုတ်။ရန်ကုန်စားရောက်တဲ့အချိန်တုန်းကဆိုရင်ကျွန်တော်နားမှာအမေလည်းမရှိဘူးဘယ်သူမှမရှိဘူးဆိုတော့တယောက်တနေရစီဖြစ်နေတဲ့အချိန်မှာတော့ကိုမခေါ်နိုင်တဲ့အချိန်မှာကိုနားမှာခေါ်ထားခြင်းပေမဲ့ခေါ်လို့မရဘူး။ဆိုတော့စိတ်ပူတယ်ပေါ့နော်။အခုအချိန်မှာကိုနားမှာခေါ်ထားပြန်တော့လေ စိတ်ပူတာပါပဲတခါလေကျွန်တော်အလုတ်သွားပြီဆိုရင်အိမ်ကနေထွက်သွားရင်အိမ်မှာအမေမြန်ပြင်းနေမလားသူဘာလှုပ်ရှားနေမှာလဲဒါမှမဟုတ်အစားအမစားမားရှောက်စားမလားဆိုရဲဟာတွေးကျွန်တော်ညီဆိုလဲထုံနီး၎င်းပဲအဝေးမှာတခါလေသူဟိုသူကနည်းနည်းစိတ်ပူတတ်တယ်ပြီးတော့သူကအမေကိုအရင်ချွတ်တတ်တယ်ဆိုတော့တခုခုဘိုက်အောင်ပြီးတော့ခါနာပြီးတော့အကောင်းကြိုက်ပြီးတော့တခုခုဆိုသူအမေလန်းလန်းတိုက်ဆိုတော့စိတ်ပူရပြန်ဘာမှလည်းတော့မတွေးပေးနိုင်ဘူးချက်ချင်းကြီးဆိုတော့အဲ့လိုပေါ့တကွေးတပြားဖြစ်နေတဲ့အချိန်မှာအဲ့လို မနစ်ကတည်းကမမရရတို့မိသားစု၄ယောက်စုံနဲ့အခိုက်အတန့်ကကျွန်တော်တို့အပျော်ဆုံးပဲပေါ့နော်ဒါပေမဲ့အဲ့လိုစုံတော့ရောကိုကစိတ်ချရပြီလားဆိုတော့ခုနပြောလို့စိတ်ချရတဲ့ feeling တော့မရဘူးဟိုလူတိုင်းမှာအဲ့ feeling ရှိရဲ့ဟိုခံစားကြည့်လို့ရတယ်ကိုမိသားစုဝင်ဟာကိုနဲ့ဝေးနေကြရင်စိတ်ပူတယ်ဆိုပေမဲ့ကိုအနာရောက်လာရင်ရောကိုဘယ်လောက်ထိစိတ်အေးရပြီလဲဆိုတဲ့ဟာမှာတွေးကြည့်လိုက်လို့ရှင်ထင်တယ်လို့ခြေနဲ့မမရသေးဘူး so ကိုအမြဲတမ်းအဲ့အဲ့အတိုင်းဝိုင်းနဲ့ပြန်ထွက်သွားမဲ့အချိန်ဆိုတာရှိတယ် ဆိုကိုအလုံးနဲ့ကိုလည်းရှိရကို life နဲ့ကိုလည်းရှိရသူတို့လည်းထုံနီးလကောင်းမယ်ကို life နဲ့ကိုသွားကြမှာဆိုတော့စိတ်အေးရဖို့အတွက်စိတ်အေးရဖို့အတွက်ခုနပြောတဲ့ကိုအာမခံနိုင်တဲ့အရာတခုကတော့အများကြီးရှိရမှာပေါ့နော်ကျွန်တော်အဲ့လိုတွေ့မိတယ်ဟုတ်အဲ့ဆိုတော့ဒါကိုရနီဆန်အနားမှာအဲကိုအနည်းဆုံးတော့ကိုချဲ့ရလို့အနားမှာထားတာပို့ပြီးတော့ နည်းနည်းဟိုခုနပြောသူကျွန်တော်တို့ကနားမှာပဲထားတာဝေးမှာပဲထားတာအဲလုံထုံဖို့အမခံပြီးနိုင်တယ်ဆိုရဲဟာတော့တရားရခိုင်တော့ဖြစ်မှာဟုတ်ဒါပေမဲ့လည်းနားမှာထားရတာတော့နည်းနည်းပို့ပြီးတော့ဖြစ်တယ်ဒါတော့ကျွန်တော်ပြောလို့ငငယ်လေးကလေးကဒီဖြစ်လာတဲ့စိတ်ပေါ့ life insurance ဆိုတာမရှိခင်ဒီအသက်အမခံဆိုတာကိုယ်တော့ဘယ်လောက်အကျိုးဖြစ်လဲဆိုရဲဟာမသိခင်လူတွေရဲ့ဒီ automatically ဖြစ်လာတဲ့ feeling ကကိုယ်နားမှာရှိမှလုံခြုံနေဆိုတော့စိတ်လူတိုင်းလူတိုင်းမှာရှိရပါတော့ဆိုတော့အဲအဲစိတ်လေးက ခုတည်းကလည်းရှိနေနေပဲတရားကျွန်တော်လည်းအဲ့တိုင်းပါပဲခါကျအခုအဲကျွန်တော်ဆိုရင်ထားပါတော့ကျွန်တော်ချစ်တဲ့အရာဆိုရင်ကျွန်တော်အဲအနားမှာပဲထားရှင်တယ်ကျွန်တော်အဝေးလည်းမသွားချင်ကိုလည်းမသွားချင်အဲသူ့ကိုလည်းမသွားစေချင်အဲအဲ့လိုမျိုးပေါ့နော်ဆိုတော့ချစ်ချင်းမြတ်တာတော့ပုံစံမျိုးစုံပါပဲဒါပေမဲ့ဟိုခုနပြောသလိုဒီချစ်ချင်းမြတ်တာကိုကျွန်တော်တို့ကပုံဖော်ပြီးပြတဲ့အခါဘယ်လိုမျိုးလေးလုပ်ပြီးကောင်းမလဲဆိုတာတော့ကျွန်တော်တို့အမြင်နဲ့တွေးဆနေရတာပေါ့နော်ဟိုအများကြီးအဲ ပြောပြပြဆူဆူနဲ့လုတ်ပေးတတ်တဲ့လူရှိရဗျာမပြောဘဲနဲ့လုတ်ပေးတတ်တဲ့လူလည်းရှိရပြပြပေါ်ပြတတ်တဲ့လူလည်းရှိရမပေါ်ပြတတ်တဲ့လူလည်းရှိရပေါ့နော်ဘယ်သူပဲဖြစ်ဖြစ်ခုနပြောဆိုကိုတကယ်တစ်ချိန်တစ်ခါတော့ကိုချေရတဲ့လူပေါ်လာတဲ့ခါကျရင်ကျွန်တော်တို့ကဒီလူကိုကာကွယ်စောင့်ရှောက်ပေးခြင်းနဲ့ဆိုတော့လေအဲ့တော့ကျွန်တော်ကအခုကိုဟိုပေါ့နော်ဒါတော့အခုကအခုဒီကျွန်တော်ရဲ့ဒီအဲအစီအစဉ်လေးမှလည်းရောက်နေရဆိုတော့ကျွန်တော်ကဘယ်လိုလေးမေးချင်တာလဲဆိုတော့ အခုနကကျွန်တော်တို့အရှိမစားအများကြီးပြောခဲ့ကြတယ်ချစ်ချင်းမြတ်တာအကြောင်းလေးကိုချစ်ရတဲ့လူကိုချစ်တဲ့လူမိသားစုအများကြီးပဲအဲ့မှာမှကျွန်တော်ကဒီဟာလေးတွေနဲ့ဆက်ဆက်ပြီးတော့ပေါ့နော်ဆိုတော့အခုကိုဝင်ရီဆန်ကဒီအကြောင်းအရာတွေကိုကျွန်တော်တို့အတူပြောလာခဲ့ရင်းနဲ့မှကိုကိုရိုင်ကရောဒီလိုအတ္တအမှန်ကန်တခုဝေရတော့မယ်အဲဝေတော့မယ်ပေါ့ဗျစဉ်းစားရတယ်ဆိုတော့ဘလူးအချိန်မျိုးဆိုရင်တော့ငါဝေတော့မယ် အဲ့လိုမျိုးလေးတွေးမိလေပေါ့ဒါတော့ကျွန်တော်တို့ဒီအစီအစဉ်ကြည့်နေတဲ့လူတွေမှာလည်းဒီလိုအတွေးမျိုးနဲ့ရှိကောင်းရှိလိမ့်မယ်တချို့ကျတော့လည်းမလိုသေးပါဘူးလို့ထင်တာလည်းရှိမယ်တချို့ကျတော့လည်းလိုတော့လိုပဲဒါပေမဲ့ဘယ်ချိန်လိုမယ်မှမသိသေးဘူးပေါ့ဆိုတော့အကိုစီကအဲ့ဒီဘယ်လိုပြောမလဲအမြင်လေးပေါ့အကိုအခုကျွန်တော်နဲ့အတူတူဒီအစီအစဉ်လေးပြောနေနေမှအဲ့တော့ဘယ်ချိန်လောက်ဆိုဝယ်ပြစ်မယ်လို့ထင်လဲပေါ့ဘယ်လိုမျိုးလေးဆိုဝယ်ချင် Yep ဟိုခုနဟိုကျွန်တော်ရှေ့မှာပြောခဲ့တဲ့ point တစ်ခုမှာပါပြီးသားပေါ့နော်ပါလဲဆိုတော့ ကျွန်တော်ကျမ်းမာနေတဲ့အချိန်ကျွန်တော်ဘာမှမဖြစ်နေတဲ့အချိန်မှာအသက်အာမခံဆိုတဲ့ဟာကြီးကခေါင်းထဲမှာလည်းမရှိသလိုဖြစ်လာမယ်လို့လည်းစိတ်ထဲမှာမတွေးဘူးအဲ့တော့လိုအပ်မယ်လို့လည်းမထင်ဘူးဆိုတော့အဲ့ဒါကလူတိုင်းလူတိုင်းမှာဖြစ်တဲ့ပြဿနာပေါ့နော်ဆိုတော့အဲ့လိုပဲကျွန်တော်ကျွန်တော်တယောက်တည်းမဟုတ်ကျွန်တော်တကယ်ချင်းနေမှာလည်းအဲ့လိုပဲอืมဝယ်ရမှာတော့ဝယ်ရမှာပဲတကယ်မှာတချို့ကြောင့်လည်းအဲ့လို trend တစ်ခုအရဝယ်တဲ့လူတွေလည်းရှိရဲ့ပေါ့နော်ဟိုဘာကြောင့်ဝယ်လဲဆိုတော့သူတို့မှရည်ရွယ်ချက်မရှိဘူးအဲအဲ့တော့မလိုဘူးပေါ့နော်ကျွန်တော်အဲ့လိုတွေးခဲ့တယ် ဒါပေမဲ့ခုနပြောလို့ဖြစ်ရှေ့မှာဖြစ်ခဲ့တဲ့အရာတွေကိုကျွန်တော်ဟိုကြုံလာတဲ့အခါကျတော့ဒါသိလာပြီပေါ့ကိုယ်ကိုယ်တိုင်မကြုံရပါဘူးကိုယ့်ပတ်ဝန်းကျင်မှာကြုံနေရတဲ့ဟာတွေကိုလည်းတွေ့လာပြီပြီးတော့ဒီ life insurance နဲ့ပတ်သက်တဲ့ knowledge တွေ life insurance နဲ့ပတ်သက်တဲ့ benefit တွေဘယ်လောက်ရှိလဲဘာတွေလုပ်ပေးနိုင်မလဲဆိုတဲ့ဟာကောင်းကောင်းကင်ကင်လေ့လာဖို့လိုရတယ်ဟိုကျွာအသက်အာမခံဆိုပြီးတော့ဒါပါတော့ဒါအကိုတို့အနေနဲ့ဆိုလဲရှင်းပြပါမယ်အသက်နိုင်ဆုံးရှင်းပြပါမယ်ဆိုတော့တို့ရအကိုတို့ရှင်းပြတဲ့ဟာကိုလည်းအပြည့်အဝနားထောင်ပါပဲ ဟိုနားထောင်တဲ့ပုံမှာ50 50လဲဖြစ်ကောင်းဖြစ်နိုင်တယ်စံပြတတိလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့အဲ့ပုံမှာသူတို့ကိုနိုင်ကလည်းဒီဟာကိုပိုလေ့လာဖို့လိုအပ်တယ်အဲ့ဒါနဲ့စကားဆက်ပြီးကျွန်တော်ဒါနဲ့မဆိုင်တာလေးတစ်ခုပြောရမယ်ဆိုရင်ခုနပြော gym gym trainer ကျွန်တော်လုပ်ခဲ့တော့မှာဆိုရင်အဲ့လိုပဲ gym နဲ့ပတ်သက်တဲ့ knowledge ိုအလေးမတစ်ခုတည်းမဟုတ်ဘူးပေါ့နော်ဟိုတို့အနေနဲ့ကတော့ကိုယ့်ဆရာနေနဲ့လာအားကိုးတယ်ဆိုတော့ကိုပြောသမျှကိုပဲတို့ကလှုပ်လိုက်တယ်ဆိုတော့တို့စိတ်ထဲမှာစပွေးစပွားပဲ50 50လည်းဖြစ်နိုင်တယ်ဆိုတော့70 30လည်းဖြစ်နိုင်တယ်ဒါပေမဲ့ဖြစ်စေချင်တာကဒီ training နဲ့ပတ်သက်ပြီးကျွန်တော်ဘာကြောင့်ပေးရတယ်အဲ့ဒါကိုတို့ဘက်ကအပြည့်အဝလေ့လာဖို့လိုအပ်တယ် အိမ်မှာကော့ Google ခောက်လို့ရတယ်ကိုကကိုဒီ live stream နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒီကိုယ့်ကျမ်းမာရေးနဲ့ပတ်သက်တာပဲဖြစ်ကိုကကိုလေ့လာနိုင်စွမ်းရှိရမယ်ပေါ့နော်အဲ့ဒါလေ့လာမှလည်းဒီဘက်အကိုတို့ပြောတဲ့ဟာနဲ့တို့လေ့လာထားတဲ့ဟာနဲ့ပေါင်းစပ်မှဒီဟာဘလောက်အကျိုးရှိလဲဆိုတော့တော့နားလည်ပါဘူးဆိုတော့အဲ့လိုပဲကျွန်တော် training လုပ်တော့ကလည်းတို့အဲ့လိုမျိုးအများတိုက်တွန်းဖြစ်တယ်ဆိုတော့ live instagram နဲ့ tuning နှကောင်းပဲဟိုကျွန်တော်ကိုယ်တိုင်နားလည်လာရတဲ့အကြောင်းရင်းကလည်းခုနဟိုဒီအကိုတို့ဘက်ကလည်းရှင်းပြတဲ့အပိုင်းနေရှိတယ် ပြီးကျွန်တော်ဘက်ကလည်းဒီ life insurance ကဘယ်လောက်ထိအကျုံးဝင်လဲဆိုတဲ့ဟာကိုလည်းကိုယ့်ကိုလည်းလေ့လာရတယ်။ကိုလေ့လာတဲ့ဟာနဲ့ဒီဟာပြောတဲ့ဟာနဲ့နှစ်ခု accept ပြီးဆိုမှဒီပေါ်မှာ100%ဆိုတာဖြစ်တာပေါ့။ So ကျွန်တော်အနေနဲ့ကတော့အဲ့လိုဖြစ်တဲ့အချိန်မှာစပြီးရောဒီဟာလွယ်ဖို့လိုအပ်ပြီဆိုတဲ့ဟာကိုအများကောင်းတယ်မှာဖြစ်တယ်။ so channel တို့ရင်ဟိုအကြံပေးရမယ်ဆိုရင်လည်းအဲအဲ့လိုပဲကိုယ့်ကိုအရင်ဆုံးလေ့လာကြည့် life insurance ကိုလုပ်တဲ့မလုပ်တဲ့ဆိုရက် ဒီသူ့ရဲ့ benefit ကိုအရင်လေ့လာလေ့လာပြီးတော့မှဒီဖက်ကဒါ company ကြီးရင်းနဲ့ကျွန်တော်တိုင်ပင်တိုင်ပင်ပြီးတော့မှဒါထားတဲ့မိလားမထားတဲ့ဆိုတော့ကိုယ့်ကိုတေချာစုံဖြတ်ရမယ်အနေထားမှာရှိရပါတော့။ဟိုမဟုတ်ရင်တို့အနေနဲ့ကဇဝေဆိုတာဖြစ်နေ။ဒါပြောပြောဟိုဒီပေါ်မှာဘလောက်အကျိုးရှိလဲဆိုတာတို့နားလည်မှာမဟုတ်။ Okay ခင်ဗျာ။အဲ့တော့ကျွန်တော်ကဒီအစီအစဉ်လေးကို အဲ page လေးကျွန်တော်ပိတ်ချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီရှေ့မှာချစ်ချင်းမေတ္တာကြီးအကြောင်းအများကြီးပြောခဲ့တယ်အဲကျွန်တော်တို့အခုလက်ရှိချိန်ဒီတစ်ခါလေးကြာရင်ချစ်ချင်းမေတ္တာအဲပြောလို့အများကြီးပဲပေါ့နော် topic တွေရောခေါင်းစဉ်တွေရောလူတွေရောအများကြီးပဲမတူကြဘူးဒါပေမဲ့ကျွန်တော်တို့အဲကိုကချစ်ပေးတတ်ဖို့ပေါ့ချစ်ပေးတတ်ဖို့ဆိုရင်ဘာလေးလို့လဲအဲ့ဒါလေးကိုတော့ နည်းနည်းလေးအကျံ့ပဲဒါပေမဲ့ဒါရက်မေခွန်းလေးကတည်တည်ပဲဒါပေမဲ့အကျဉ်းကြီးပဲချက်တည်ဒါပေမဲ့အကူစိတ်ထဲမှာအခုကျွန်တော်ဒီမေခွန်းလေးကိုကြားတဲ့အခါအကူစိတ်ထဲမှာပေါ်လာတဲ့အဖြေလေးပဲဆိုတော့ချစ်ပေးတတ်ဖို့ပါလို့ဖို့လို့လဲဆိုရင်လောကကြီးမှာဒီချစ်ခြင်းတရားကအရန်အရေးကြီးရယ်ပေါ့နော်ကိုကိုနိုင်ကချစ်တတ်ဖို့ဆိုတာကိုကအချစ်ခံရတာမှန်ပေမဲ့အချစ်ခံရမှချစ်တတ်မယ်ဆိုတာမှန်ပေမဲ့ကိုဘက်က ဒါကိုဒီချစ်ချင်းတရားကိုနားလဲပြီဆိုရင်ကိုဖက်ကအရင်ပေးရဖို့ဝင်မလေးသင့်ဘူးပေါ့နော် ကိုဖက်ကအရင်ပေးခြင်းအပြင်ကိုကမျိုးစေ့ကျဲလိုက်တယ်လို့ပဲဂျန်တဲ့လူတွေလည်းဒီချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့ရသွားလို့ရှိရင်သူတို့အနေနဲ့လည်းပြန်ပြီးတော့ချစ်ချင်းမေတ္တာ sharing ပြန်လုပ်လို့ရမယ်ပေါ့နော်ဆိုတော့အတတ်နိုင်ဆုံးဟောဒီဟာကိုနားလဲပြီးတော့ချစ်ချင်းမေတ္တာကိုပြန်ပွားနိုင်အောင်ကိုကချစ်ပေးနိုင်တဲ့သူအရင်ဆုံးဖြစ်ပါစေလို့ပဲအကြံပေးချင်ပါတယ် โอเคပါအဲ့တော့ဝန်နီဆန်ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ဒီအစီအစဉ်လေးကိုလာလည်တဲ့အတွက်အဲ့တော့ကျွန်တော်တို့ဒီ main live စကားအစီအစဉ်လေးရနေအများကြီးချစ်ပေးနိုင်တဲ့လူတွေအများကြီးကိုချစ်ရတဲ့လူတွေပေါ်စဉ်းစားပေးနိုင်တဲ့လူတွေဖြစ်ဖို့အတွက်ကျွန်တော်ကဒီနေရာမှာအဲထပ်ပြီးတော့ဒါလေးကိုမြေတားလက်ဆောင်လေးပြောပေးရင်လည်းကျွန်တော်တို့ main live စကားအစီအစဉ်ကိုနှုတ်ဆက်ပါတယ်နောက်အစီအစဉ်တွေမှာပြန်တွေ့ကြမယ်ခင်ဗျ Man you life အတအားမကန်